အားလုံးပဲမင်္ဂလာပါခင်ဗျာ Voice of Media Channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကဒီကနေ့2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့အတွက်နောက်ဆုံးထုတ်ပြန်ထားတဲ့မိုးလေဝသခန့်မှန်းချက်များကိုအသေးစိတ်တင်ပြပေးသွားမှာဖြစ်ပါရစေခင်ဗျာ။အထူးမိုးလေဝသအနေနဲ့ယခုပင်လယ်ပြင်မှာဖြစ်ပေါ်နေတဲ့မုန်တိုင်းကြီးနဲ့လေဝေလိုင်းချိန်များကြောင့်မိုးသက်ထန်စွာရောက်သွန်းပြီးမြေကြီးကြီးနိုင်တဲ့အခြေအနေများကိုပါတင်ဆက်ပေးသွားမှာဖြစ်လို့ဘူးဂျူလေးကိုအဆုံးထိကြည့်သွားနိုင်ပါရစေခင်ဗျာ။ ပထမဆုံးအနေနဲ့မုံတိုင်းမိုးတက်ထန်စွာရွာသွန်းခြင်းကြောင့်မြေကြီးချင်းသတိပေးချက်များနဲ့မြေကြီးများကိုပြော့ပြပေးတော့မှာဖြစ်ပါရယ်ခင်ဗျာ။ယနေ့၂ရက်၁၇လ၂၀၂၅ရက်နေ့နနေ့၆နာရီခွဲချိန်တိုက်ထွာကြရမြေကြီးချင်းတွေများကိုတင်ပြပေးလိုက်ပါရယ်ခင်ဗျာ။မြေကြီးနားမြေကမနေ့ကညနေကနေ၁၂နာရီအတွင်းတက်ကြမရှိရပ်တန့်နေပါရယ်။မြေကြီးနားမြို့ရဲ့မနေ့ကအမြင့်ဆုံးပူချိန်ကတော့34.2ဒီဂရီဆယ်စီယပ်နဲ့ယနေ့အမြင့်ဆုံးပူချိန်ကတော့22.3ဒီဂရီဆယ်စီယပ်တို့ပဲဖြစ်ပါရယ်ခင်ဗျာ။ နေကျင်းနားမြေဟာဆုံးရင်ရေမှတ်1200စင်တီမီတာသို့ရောက်ရှိရန်169စင်တီမီတာ29ဝေခွဲကပ်အလိုမှာရောက်ရှိနေပါတယ်။ ERR မြေထပ်ပိုင်းမှာမိုးကအနှဲငယ်ရှိနေပါမယ်။ရန်ဖန်ရန်က ERR မြေစုံထပ်ပိုင်းမှာနေရာကွက်၍မိုးသက်ထန်စွာရွာသွန်းခြင်းများကြောင့်နေကျင်းနားမြေကျဆင်းနေရာမှာပြန်တက်လာခြင်းအကျဉ်းချုပ်ဖြစ်ပေါ်နေဦးမှာဖြစ်ပါတယ်ခင်ဗျာ။သခတိုင်းဇာကြီးထပ်ပိုင်းကချင်ပြည်နယ်တခုလုံးမြမပြည်မြောက်ပိုင်းစုံဒေသများနဲ့ ERR မြေထပ်ပိုင်းမေခမလိခမြဝန်ဒေသများမှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားအနှဲငယ်ရှိနေပါတယ်။ ရာရီမျိုးတစ်ချောင်းနဲ့ချဲရီမျိုးတစ်ချောင်းမြကန်းနီမြင်းနေဒေတာများနဲ့မြင်းတို့ကျုံးများမှာစာပြုံးလုံကိုင်းနေထိုင်ကြတဲ့တောင်သူများနဲ့ရေလုံသားများအေရီမျိုးကြီးကိုအမိပြုနေထိုင်ရှာဖွေစားတောင့်နေကြတဲ့မိဘပြည်သူများအားလုံးသိရှိနိုင်ရန်အတွက်တင်ပြပေးလိုက်ပါရခင်ဗျာချဲရီမျိုးအခြေအနေကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရခင်ဗျာမော်ရမျိုးမြေရမင်းကညက်နေကနေ၁၂နာရီအတွင်းအ ਨੇ ကံကထက်ကြသွားပါရခဏီဟုံးမလင်းဖောင်းပြေမော်လိုက်တို့ရဲ့မြေများဟာဖြစ်ပြခြင်းဆက်လက်ကြဆင်းနေပါရကလေးဝမင်းငယ်ကဏီနဲ့မုံရမျိုးတို့ရဲ့မြေများဖြစ်ပြခြင်းဆက်လက်ကြဆင်းနေပါရ ဆက်လက်ပြီး ARM ရဲ့အခြေအနေကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာပမော်ရွှေကူကတာထိချိုင်တပိတ်ချင်းမန္တလေးနဲ့စကိုင်းမြို့တို့ရဲ့မြေအမြာဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါဗျ။မြေမှုပခုတ်ကူညာဦး6မင်းမှုတို့ရဲ့မြေအမြာဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါဗျ။မကွေးအောင်လံပြည်စိတ်သာဟင်္ဒရာနဲ့ဇလုံးမြို့တို့ရဲ့မြေအမြာဟာဖြည်းဖြည်းချင်းဆက်လက်ကျဆင်းနေပါရခင်ဗျာ။ ARM ရဲ့မြေတက်မှုကို24နာရီစောင့်ကြည့်တင်ပြပေးနေပါရခင်ဗျာ။တို့ကြောင့်မို့ရှိလာလျင်အချိန်နဲ့တပြေးညီတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာ။ ဆလဘီမိုးလေဝသနဲ့ဇလဝေဒာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့အထူးမိုးလေဝသအခြေအနေများကိုတင်ပြပေးတော့မှာဖြစ်ပါရခင်ဗျာယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုက်ထွန်ချက်များအရအရှိမဲမှာရွေးရှားလာတဲ့လေပွေလိုင်းများရဲ့အချိန်ကြောင့်လကောင်းကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ရင်းနဲ့ဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်အော်အရှိလေပိုင်းတို့မှာဖြစ်ပေါ်နေတဲ့လေပြင်းနဲ့ရဝင်းရဲ့အချိန်ကြောင့်လကောင်း၂ရက်၁၇လ၂၀၂၅ရက်နေ့မှာ၆ရက်၁၇လ၂၀၂၅ရက်နေ့အတွင်း နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္လာရီတိုင်းဒေသကြီးကချင်ပြည်နယ်ကယားပြည်နယ်ကရင်ပြည်နယ်ချင်းပြည်နယ်မွန်ပြည်နယ်ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တို့မှာနေရာဆိတ်ဆိတ်မှနေရာနံပြားမိုးထစ်ချုံရွာပြီးအချို့ဒေသများမှာဒေသအလိုက်နဲ့နေရာကွက်ရီမိုးကြီးခြင်းများဖြစ်ပေါ်နိုင်ပါတယ်ခင်ဗျာမြမကန်ဝန်တန်းတျှောက်ကန်လုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြက်ရောက်ပြီးလှိုင်းကြည့်ပါမယ်မိုးသက်လေပြင်းကြစဉ်ရေပြင်းပြင်းလေဟာတနအီကို35မိုင်မှမိုင်40အထိတိုက်ခိုက်နိုင်ပါတယ် လိုင်းမြန်မာမြန်မာကန်ဝန်တန်းတခြားနိုင်ငံကန်လွန်ပင်လယ်ပြင်တို့မှာကိုးဝေမှာဆက်တပေကရှိနိုင်ပါတယ်ခင်ဗျာတို့ဖြစ်ပါရဲ့မိုးသက်ထက်စွာရာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပြစ်ခြင်းလျှက်စီးလက်ခြင်းမိုးသီးကျွေခြင်းလျှက်တပြက်ရေကြီးခြင်းနဲ့မြေပြိုခြင်းစတဲ့သဘာဝဘေးအန္တရာယ်များဖြစ်ပေါ်နိုင်ပါသဖြင့်အဆိုပါဒေသများမှာရှိတဲ့ကုန်းပစ်ဒေသအနီးမှာနေထိုင်ကြသူများအနေဖြင့်မြေပြိုမှုအန္တရာယ်မြင့်ငယ်ချောင်းကများအနီးတွင်နေထိုင်ရသူများအနေဖြင့်ရေကြီးရေရှမ်းမှုများကိုကြိုတင်သတိပြုရှောင်ရှားနိုင်ပါရန်နှင့်ပြည်တွင်းရေကြောင်းသွားလာရေး လေချောင်းပြန်တန်းရေးနဲ့ဆယ်ပြောင်းတာတမန်များနေဖြင့်လိုအပ်သည့်များဂျူတင်ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရန်အတိပေးနှုတ်တော်အပ်ပါရခင်ဗျာဆလဘီမိုးလေဝသနဲ့ဇလဗီတာညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားတဲ့နေ့စဉ်မိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါရခင်ဗျာပင်လယ်ပင်လယ်ဝအခြေအနေကတော့ယနေ့မြန်မာစံတော်ချိန်9နာရီခွဲချိန်တိုင်းထွာချက်များအရကပလီပင်လယ်ပြင်မြောက်ပိုင်းနဲ့ရင်းနှီးဆက်ဆက်လျက်ရှိတဲ့ဘင်္ဂလားပင်လယ်ဝအရှေ့လယ်ပိုင်းတို့မှာလေပြင်းနဲ့ရေဝန်တစ်ခုဖြစ်ပေါ်နေပါတယ် ဘင်္ဂလားပင်လယ်အနောက်လိုင်ပိုင်းနဲ့အနောက်တောင်ပိုင်းတို့မှာတိမ်ထဲငံမှာတိမ်အထက်တွေဖြစ်ထွန်းနေပြီးကပလီပင်လယ်ပြင်နဲ့ကျန်ဘင်္ဂလားပင်လယ်အော်တို့မှာတိမ်ထူထပ်နေပါတယ်။ဒီကနေ့မနက်ထိခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ကယားပင်နယ်နဲ့ရှမ်းပင်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားကချင်ပင်နယ်မှာနေရာကျဲကျဲနေပြီးတော့မန္တလေးတိုင်းဒေသကြီး၊မကွေးတိုင်းဒေသကြီး၊စကိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ချင်းပင်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနှံပြမိုးထစ်ချုံရွာပြီး ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးနဲ့အေရီတိုင်းဒေသကြီးတို့မှာနေရာကွက်ရီမိုးကြီးနိုင်ပါတယ်။ရွာရရာနှုံးပြဖြစ်ပါတယ်ခင်ဗျာ။ဒီကနေ့မိုးနဲ့ချိန်ထိခံမှန်းချက်ကတော့သခိုင်းတိုင်းဒေသကြီးအထက်ပိုင်းခရီးပြည်နယ်နဲ့ရှမ်းပြည်နယ်မြောက်ပိုင်းတို့မှာနေရာကွက်ကြားကချင်ပြည်နယ်မှာနေရာတဲတဲမန္တလေးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးသခိုင်းတိုင်းဒေသကြီးအောက်ပိုင်းနဲ့ချင်းပြည်နယ်တို့မှာနေရာစိတ်စိတ်နဲ့ကျန်တိုင်းဒေသကြီးနဲ့ပြည်နယ်တို့မှာနေရာနဲ့ပြမိုးထစ်ချုံရွာပြီး နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကင်းပြည်နယ်မွန်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တို့မှာနေရာကွက်ရေမိုးကြီးနိုင်ပါတယ်။ရွာရံရနှုတ်ပြည့်ဖြစ်ပါတယ်ခင်ဗျာ။ဆလဗီတိုင်းဒေသကြီးနဲ့ပြည်နယ်မြို့ကြီးများအတွက်မိုးလေဝသခန့်မှန်းချက်ကိုတင်ပြပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ။နေပြည်တော်မှာနေရာကွက်ကြမိုးတိချုံရွာပါမယ်။ရန်ကုန်မြို့မှာမိုးအသစ်တင်တိချုံရွာပြီးတခါတရံမိုးသည်ထန်နိုင်ပါတယ်။ မန္တလေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပဲခူးမြို့မှာမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်။မကွေးမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဟောမလင်းမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။မုံရွာမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ပသိမ်မြို့မှာမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်။တဝယ်မြို့မှာမိုးတစ်ချိန်တစ်ချိန်ထချုံရွာပါမယ်။မြေကြီးနားမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။လွိုင်ကော်မြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဖမ်းမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ဟာခါမြို့မှာနေရာကွက်ကြားမိုးထချုံရွာပါမယ်။ မော်လမြိုင်မြို့မှာမိုးတချိန်နေချိန်ထစ်ချုံရောက်ပါမယ်စစ်တွေမြို့မှာမိုးတချိန်နေချိန်ထစ်ချုံရောက်ပါမယ်လာရှိုးမြို့မှာနေရာခွက်ချမိုးတချုံရောက်ပါမယ်တောင်ကြီးမြို့မှာနေရာခွက်ချမိုးတချုံရောက်ပါမယ်ကျိုင်းတုံမြို့မှာနေရာခွက်ချမိုးတချုံရောက်ပါမယ်ခဗျာမိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေကတော့နေပြီးတော့ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကားတိုင်းဒေသကြီးအထက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္လာနေ့တိုင်းဒေသကြီးကယားပြည်နယ်၊ကင်းပြည်နယ်၊ချင်းပြည်နယ်၊မွန်ပြည်နယ်၊ရခိုင်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတို့မှာမိုးတိမ်တောင်ဖြစ်ထွန်းမှုအားကောင်းလျက်ရှိပြီး အဆိုပါမိုးတိမ်တောင်များရွေရှမ်းရနေရာတလျှောက်မှာမိုးရွာသွန်းညံ့တဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ကြုံခြင်းမိုးကြိုးဖြစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးကျွေခြင်းစတဲ့မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်ပါသဖြင့်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါတယ်ခင်ဗျာမြမပင်လယ်ပြင်မှာမြမကန်ဝန်းတလျှောက်နဲ့ကန်လုံပင်လယ်ပြင်တို့မှာတခါတရံမိုးသက်လေပြင်းများကြောက်ရောက်ပြီးလှိုက်ကြည့်နိုင်ပါတယ်မိုးသက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေဟာတနအီကိုမိုင်30မှ35မိုင်ထိတိုက်ခတ်နိုင်ပါတယ်လှိုင်းမြေမှာမြမကန်ဝန်းတလျှောက်နဲ့ကန်လုံပင်လယ်ပြင်တို့မှာ10ပေမှ10ပေကန်ရှိနိုင်ပါတယ် နောက်နေ့အတွက်ခံမှန်းချက်ကတော့ရန်ကုန်တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးအေရဝတီတိုင်းဒေသကြီးကင်းပြည်နယ်နဲ့မုံပြည်နယ်တို့မှာမိုးထစ်ချုံရွာပြီးနေရာကွက်ကြားမိုးကြီးပါမယ်။နေပြည်တော်နဲ့အထီးတော်တွေမနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့မိုးထစ်ချိန်နှစ်ချိန်ထစ်ချုံရွာပါမယ်။ရွာရံရံနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။ရန်ကုန်မြို့နယ်အထီးတော်တွေမနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့မိုးအသစ်နဲ့ထစ်ချုံရွာပြီးတခါတရံမိုးသက်ထန်နိုင်ပါတယ်။ရွာရံရံနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။မန္တလေးမြို့နယ်အထီးတော်တွေမနေ့ဖြန်မနေ့ထိခံမှန်းချက်ကတော့နေရာကွက်ကြားမိုးထစ်ချုံရွာပါမယ်။ရွာရံရံနှုံးပြေဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးအနေနဲ့ ရှမ်းပြည်နယ်မှာနိုဝင်ဘာလ2ရက်နေ့မှာနိုဝင်ဘာလ9ရက်နေ့အထိမိုးလေဝသအခြေအနေများကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ပင်လယ်ပြင်မှာထူးခြားတဲ့မိုးလေဝသအခြေအနေကတော့အော်တိုဘာလ31ရက်နေ့ညမှာထိုင်းပင်လယ်ကွေးမှာအနောက်ဘက်သို့ရွေရှားဝင်ရောက်လာတဲ့လေပွေလိုင်းဟာကပ်ပလီပင်လယ်ပြင်အတွင်းပသိမ်မြို့ရဲ့တောင်ဘက်244မိုင်ခန့်နဲ့တဝံမြို့ရဲ့အနောက်ဘက်255မိုင်ခန့်သို့ရောက်ရှိလာပြီးနိုဝင်ဘာလ1ရက်နေ့မနေ့ပိုင်းမှာကိုကိုကျွန်းတောင်ဘက်မှာဖြတ်သန်းပြီးအနောက်မြောက်ဘက်ဘင်္ဂလားပင်လယ်အော်အရှေ့လယ်ပိုင်းသို့ဆက်လက်ရွေရှားနိုင်ပါတယ် လေဝင်လိုင်းဟာဒီကနေ့နိုဝင်ဘာလ2ရက်နေ့နေ့လယ်12နာရီအထိမြောက်ဘက်သို့ဆက်လက်ရွေ့ရှားနိုင်ပြီးဂွားမြို့ရဲ့အနောက်ဘက်135မိုင်ခန့်မှာလေပြင်းနဲ့ရေဝန်းဖြစ်လာနိုင်ကြောင်း Icon Model မှခန့်မှန်းထားပါတယ်။ ECMWF Model မှခန့်မှန်းချက်ကတော့နိုဝင်ဘာလ2ရက်နေ့နေ့လယ်မှာပသိမ်မြို့အနောက်တောင်ဘက်မိုင်100ခန့်အကွာမှာလေပြင်းနဲ့ရေဝန်းဖြစ်လာနိုင်ကြောင်းခန့်မှန်းထားပါတယ်ခင်ဗျာ။အခုဖြစ်ပေါ်နေတဲ့ကပ်ပလီပင်လယ်ပြင်မြောက်ပိုင်းမှာလေဝေလိုင်းများရဲ့အရှိန်ကြောင့်နိုဝင်ဘာလ2ရက်မှ3ရက်အတွင်း မြန်မာနိုင်ငံနေရာအနှံ့ပြားမှာမိုးထစ်ချုံရွာနိုင်ပြီးရန်ကုန်တိုင်းဒေသကြီး AR တိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမော်ပြည်နယ်တွေမှာနေ့ရက်အတွင်းမိုးရေချိန်3လမှအထက်ရွာသွန်းရရှိနိုင်ပြီးနေရာကွက်၍မိုးများနိုင်ပါတယ်။တနင်္လာနေ့တိုင်းဒေသကြီးကရင်ပြည်နယ်၊ကယားပြည်နယ်၊ရှမ်းပြည်နယ်တောင်ပိုင်းတွေမှာတော့နေ့ရက်အတွင်းမိုးရေချိန်2လမှအထက်3လမှနီးပါးရွာသွန်းရရှိနိုင်ပါတယ်။ပဲခူးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးရှမ်းပြည်နယ်အရှေ့ပိုင်းရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ချင်းပြည်နယ်တွေမှာတော့နေ့ရက်အတွင်းမိုးရေချိန် နှစ်လက်မအထက်သုံးလက်မနေပါနဲ့နေပြီးတော့စကိုင်းတိုင်းဒေသကြီးကချင်ပြည်နယ်နဲ့ရခိုင်ပြည်နယ်တွေမှာနှစ်ရက်တွင်းမိုးရေချိန်တစ်လက်မအောင်မိုးနှဲငယ်ရွာသွန်းရရှိနိုင်ပါတယ်။ယခုတစ်ပတ်တွင်ရှမ်းပြည်နယ်မှာမိုးရသွန်းနိုင်မဲ့အခြေအနေကတော့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာ9ရက်တွင်းမိုးရေချိန်၄.၈လက်မခန့်နဲ့ယခုတစ်ပတ်တွင်မိုးရေချိန်အများဆုံးရွာသွန်းနိုင်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းဟာဆူဆူမှုအရှိဆုံးဖြစ်နိုင်ပါတယ်။ ရှမ်းပြည်နယ်အစီပိုင်းမိုင်းရောင်းနဲ့တန်ရန်မြို့နယ်များမှာတော့ခုနှစ်ရက်တွင်းမိုးအကြိမ်1.5လက်မခန့်သာရွာနိုင်ပြီးမိုးအ ਨੇ ဆုံးမြို့နယ်များဖြစ်ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းမူဆယ်လားရှိုးမြို့နယ်ခရိုင်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးကလောမြို့နယ်ခရိုင်တွေမှာယခုတစ်ပတ်အတွင်းမိုးအများဆုံးခုနှစ်ရက်တွင်းမိုးအကြိမ်၄လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တွင်းမြောက်အရှိမြောက်တောင်ပိုင်းရှိမြို့နယ်ခရိုင်များလိုက်ရွာသွန်းရရှိနိုင်တဲ့မိုးအကြိမ်များကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းလားရှိုးမူဆယ်မှာလေးလက်မနဲ့အထက်ကြောင်မန်းနံမတူဒီဘုံမှာ၃လက်မနဲ့အထက်ကိုခိုင်တန်ရန်မိုင်းရံမှာ၂လက်မအထက်ရှမ်းပြည်နယ်ရှေးပိုင်းကျိုင်းတုံမိုင်းဆက်မိုင်းပြတ်မှာ၃လက်မအထက်တာချီလိတ်မိုင်းပြင်းမိုင်းရောင်းမှာ၂လက်မအထက်ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးကလောမှာ၄လက်မအထက်လိုင်းလင်းညောင်ရွှေပင်လောင်းမှာ၃လက်မအထက်ဟိုဘုံပင်ရရက်ဆောက်တို့မှာ၂လက်မအထက်ရွာသွန်းရရှိနိုင်ပါတယ်အပူချိန်လေးတိုင်တုံလေးတုစူတိုင်းစားနဲ့လေးတုညဉ့်ညမ်းမှုအခြေအနေကတော့ ယခုတစ်ပတ်အတွင်းရှမ်းပြည်နယ်မြောက်ပိုင်းမှာအမြင့်ဆုံးနေ့အပူချိန်28ဒီဂရီဆဲလ်စီယပ်ခန့်ရှိနိုင်ပြီးအနိုင်ဆုံးညအပူချိန်ကတော့19ဒီဂရီဆဲလ်စီယပ်ရှိနေပါတယ်။ရှမ်းပြည်နယ်အရှေ့ပိုင်းမှာအနိုင်ဆုံးညအပူချိန်22ဒီဂရီဆဲလ်စီယပ်ခန့်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းမှာအနိုင်ဆုံးညအပူချိန်18ဒီဂရီဆဲလ်စီယပ်ရှိနိုင်ပါတယ်။ရှမ်းပြည်နယ်တခွင်မှာယခုတစ်ပတ်အတွင်းတောင်ဘက်နဲ့အရှေ့တောင်ဘက်များမှာလေတိုက်နှုန်းအမြင့်ဆုံးတနအီကို25မိုင်ခန့်အထိရှိနိုင်ပါတယ်။ ရှမ်းပြည်နယ်လေတုစုတိုင်းစားအခြေအနေများအနေနဲ့ကတော့နေ့လယ်ပိုင်းအချိန်ဒီမှာ90ရာခိုင်နှုန်းမှ60ရာခိုင်နှုန်းဝန်းကျင်ရှိနေပြီးညနေပိုင်းညပိုင်းနဲ့မနေ့အစောပိုင်းအချိန်ဒီမှာတော့90ရာခိုင်နှုန်းမှ100ရာခိုင်နှုန်းအထိရှိနေပါတယ်။လေတုစုတိုင်းစားမြန်မာနေချိန်29ရက်နေ့အထိခန်းစားရမယ့်အပူချိန်ကတော့30ဒီဂရီဆဲလ်စီယပ်ခန့်ရှိနေနိုင်ပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့မှာလေတုညင်ညမ်းမှုအခြေအနေကတော့အသင့်တင်သာ ရှိပြီးမြန်မာမှုမရှိတာကြောင့်စိုးရိမ်စရာမရှိပါဘူးခင်ဗျာ။ ဟုတ်ကဲ့ပါခင်ဗျာအခုတင်ဆက်ပေးတဲ့ဗီဒီယိုလေးကိုဒီလောက်နဲ့ပဲဆုံးသတ်လိုက်ပါပြီနားဆင်အားပေးကြတဲ့ပရိသတ်များအားလုံးကိုစိတ်နှပြကြမှာရှင်လန်းကြပါစေခင်ဗျာကျွန်တော်တို့ရဲ့ channel ကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ခင်ဗျာ